ဒီနေ့ကျွန်တော်မိတ်ဆွေတို့ကိုဒီ customer service နဲ့ပတ်သက်လို့ပြဖို့ပြေးနေတာပါအဲ့တော့ကျွန်တော်တို့က customer service ဆိုတာဟိုတိုက်ရိုက်ပါတာပြန်တော့ဖောက်တယ်ဝင်ဆောင်မှုပေါ့ဒီမှာတော့ကျွန်တော်ကဟိုနားလဲလေအောင်ပြောရရင်ကျွန်တော်တို့ကကိုယ့်ရဲ့ဖောက်တယ်ကို airwick ပြူတာပေါ့ဗျာเนาะအဲ့တော့ airwick ပြူတဲ့အခါမှာအဲပုံစံ၃မျိုးနဲ့ airwick ပြူလို့ရတယ်ဆိုတာလေးပြဖို့ပြေးနေတာเนาะအဲ့တော့ပထမတစ်ခုကကျွန်တော်တို့ကလူနဲ့ airwick ပြူတာပေါ့เนาะအဲဒါကတော့အားလုံးနားလဲထားပြီးသား အထိပ္ပယ်တစ်ခုပါပဲ။နောက်ကျွန်တော်တို့မှာဖောက်တယ်ကိုတေချာပြုံးချိုရင်ကြီးစွာပြူငါစွာနော်ဆက်ဆံတတ်တဲ့နော်ကျွန်တော်တို့ဝန်ထမ်းတွေနဲ့အသုံးပြုမယ်။နောက်ကိုယ်တိုင်ဆိုလို့ရှိရင်လည်းကိုယ်တိုင်ကဖောက်တယ်ကိုနော်ချိုချိုတာတာပြုံးပြုံးချိုချိုနဲ့နော်နွေ့နွေ့ထွေးထွေးနဲ့နော်နောက်စိတ်ချမ်းသာအောင်ပေါ့ဗျာကျွန်တော်တို့ပြောဆိုဆက်ဆံနောက်တီးခံပြီးတာမျိုးဒါတွေကကျွန်တော်တို့လူနဲ့အဲဒီအဲ့ဝတ်ပြူတာလို့ခေါ်တယ်။အဲ့တော့အဲ့ဒီနေရာမှာအထူးအရေးကြီးတာကတော့ကျွန်တော်တို့ကဖောက်တယ်ကျန်တတ်မှုပဲ။ဖောက်တယ်စိတ်ချမ်းသာအောင်ပဲ။ဒါပေမဲ့ဖောက်တယ်စိတ်ချမ်းသာအောင်နော် လူနဲ့နေကျွန်တော်တို့လောရတာမဟုတ်ပါဘူးနောက်ထပ်ကျွန်တော်တို့စနစ်နောက်ထပ်နှစ်ခုရှိတယ်ပေါ့နော်နောက်ထပ်တစ်ခုကပါလဲဆိုဒုတိယတစ်ခုကကျတော့ assistant စနစ်တွေနဲ့လဲကျွန်တော်တို့ကဖောက်တယ်ကိုအဲ့ဝပြုလို့ရပါတယ်ဆိုပါတော့တချို့ကျွန်တော်ဒီအင်္ဂလိပ်နိုင်ငံတွေရောက်တယ်နော်ရောက်တဲ့အခါမှာအဲကျွန်တော်ဒီသွားပြီးတော့ပေါ့နော်သူတို့ရဲ့ ဝင်ဆောင်မှုတွေပေါ့နော်ဝင်ဆောင်မှုတွေဒီရုံးလုပ်ငန်းတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့စီမှာဆိုအင်ပရန်စိတ်ညစ်စရာကောင်းတော့ပေါ့နော်ဥပမာရုံးလုပ်ငန်းတွေကျွန်တော်တို့ဝင်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့တို့အရန်ကိုဘာဖော်မလဲရုံးဆိုရင်ဘယ်သူမှမသွားချင်ဘူးစိတ်ညစ်လို့ပေါ့နော်တတိယဖြစ်ဟိုစိတ်မရှိဘူးနောက်ပြီးရင်ကျွန်တော်တို့ပြန်ပြီးတော့ဟိုရတဲ့နှွေးထွေးမှုတွေကလည်းเนาะဆက်ဆံမှုတွေပုံစံကလည်းတိတ်အစင်တိတ်ချောမွေတာမျိုးမတွေ့ရအောင်ဆိုတော့အဲသူတို့စီမှာကြတော့เนาะကျွန်တော်နမူနာတစ်ခုပြောတာဆိုတော့ကျွန်တော်ဒီဒီ license တစ်ခုကျွန်တော်သွားဖြည့် သွားပြေးတဲ့ခါကျတော့သူကအများကြီးတိတ်စကားမပြောအောင်စဝင်ပြီဆိုတဲ့ကတော့တုံကင်ယူရာဆာကျွန်တော်တို့ကအဲဒီဒီဟိုစနစ်တစ်ခုကိုသုံးထားတယ်ဟို digital စနစ်တစ်ခုကိုသုံးထားတယ်ကိုလည်းရောက်ရင်သွားတယ်နော်သွားပြီးရင်အဲပြီးလို့ရှိရင်လည်းအဲ့ဒီမှာအဲအကုန်လုံး process တော်တော်များများမှာလူတွေနဲ့တိတ်စကားမပြောအောင်နော်ကျွန်တော်တို့ရှေ့မှာပြောတဲ့ခုနအဲခြိုးသားတာတွေပြုံးခြိုးတာတွေနှွေးထွေးတာတွေနော်အဲ့ဒါတွေပျောက်သွားပြီးတော့သူကဘာနဲ့အဓိကသွားလဲဆိုတော့ system နဲ့ရောက်သွား တော့ system တွေကိုရောက်သွားတဲ့ခါကျတော့အဲ့ဒီ system ကကျွန်တော်တို့အတွက်တော်တော်အဆင်ပြေတယ်နော်ဟိုလူတွေနဲ့အများကြီးစကားမပြောတဲ့ခါကျတော့ system တွေနဲ့အကုန်လုံးသွားတယ်နော်တွင်းနေရာရှိတာတွင်းနေဟိုရစ်တာပတ်တာမရှိတော့ဘူးပေါ့ဗျာအရာပြောပြောရင်နော်အဲ့တော့အဲ့ဒီမှာဒါ system နဲ့အဲ့ဟုတ်ပြုတ်တယ်လို့ခေါ်တယ်နော်ဒီကျွန်တော်ဒီ single money တော့ဆိုလို့ရှိရင်လည်းဒီစီကန်တော့ပြဘူးတယ်နော်စီကန်တော့ပြဘူးတော့အဲ့မှာသူကဘာလုပ်လဲခုနပြောသလိုပဲ နော်ဟိုကျွန်တော်တို့စီမဆိုရင်တော့ဟိုတချို့စနစ်တွေအားလုံးသိပါတယ်နော်မဆာဦးတွေထပ်မယ်နော်ပြီးတုံကင်းတွေခေါ်မယ်အဲ့ဒီမှာမှဟာသူကရှေ့ရောက်လို့ငါးရှေ့ရောက်သူနဲ့ပြီးတယ်လို့အရင်တည်းလို့ကဒါမျိုးတွေရှိတယ်ဟိုမှာကျတော့ဟိုအဲ့ဒီလိုမျိုးတွေတခုမှမရှိတော့ဘူးဆရာဝန်တစ်ယောက်ပဲရှိတယ်နော်စေကန်အခန်းထဲမှာဇာဝတ်တယောက်ပဲရှိတယ်အဲ့တော့ကိုဘာလုပ်မလဲကိုအလှဲ့ကြတယ်တုံငွေကြအမခေါ်မယ်သွားမသွားရင်ကြော်တာပဲနော်အဲ့တော့ဒီလိုပုံစံမျိုးတွေနဲ့နောက်တစ်ခါဒီဆေးရုံထဲကိုဝင်သွားတဲ့အခါမှာပြောချင်တာဆေးရုံထဲကိုဝင်သွားတဲ့အခါမှာကိုက ဝေဒနာဖြစ်လို့ဆေးရုံထဲကိုသွားတာအဲ့ဒီအချိန်မှာကျွန်တော်တို့စီမာဆိုရင်ဆိုပါလို့ဗျာဆေးရုံထဲသွားပြီဆိုရင်เนาะအနိဋ္ဌာယုံစိတ်ညစ်ရှာတွေပေါ့ဗျာเนาะစိတ်ပူပြီးတော့ယောဂတူးစီတဲ့မြင်ကွင်းတွေဒါတွေကပုံများတယ်သူတို့စီမာကြတော့เนาะဝင်သွားတာနဲ့ဆေးရုံထဲရောက်တယ်လို့မခံစားအောင်စလာတဲ့ကသူကအကုန်လုံးမျက်လုံးထဲမှာမြင်ရတဲ့အမြင်ပါဥပမာနိုင်ရပချီကားတွေနောက်ဒီသွားတဲ့ corridor မှာချထားတဲ့ထားပါတော့ငါးမွေးကန်လေးတွေနောက်ပန်းပင်လေးတွေနောက်ပြီးဖွင့်ထားတဲ့တီးလုံးလေးရအစားတကယ်ကိုလာဆောင်ညိမ့်ညိမ့်လေးနဲ့ ကြလူတယောက်ကဆေးရုံထဲဝင်လာတယ်ဆိုတော့ခံစားချက်ပျောက်သွားပြီးတော့ကိုယ့်ရဲ့ယောဂတရင်ကမေ့တော့အဲကြောင့်ကျွန်တော်တို့ကဟိုယောဂကိုကုတာမှဆရာဝန်တွေကုတာမဟုတ်တော့ဘူးခုနပြောတဲ့သူတို့ရဲ့ဘေးက system ကြီးပေါ့ဒါတွေကကြတော့ system လို့ခေါ်တယ်နော်အဲ့ဒီ system ကြီးကဘာလို့ပြီးသွားလဲဆိုတော့ဝိုင်းကုပြီးသွားတာအဲ့တော့ data error ပြုတ်တာပဲနော် system တွေနဲ့ error ပြုတ်တာဒါကြောင့်ကျွန်တော်ပြန်ပြောရလို့ရှိရင်ကျွန်တော်တို့က လူနဲ့အဝတ်ပြုတာရှိတယ်စစ်တန်ဒါကျွန်တော်နှစ်ခါလောက်ပဲပြောတာအချင်းချင်းပေါ့အချင်းချောက်ပေါ့နော်နောက်တစ်ခါကကျွန်တော်တို့ကပါလဲ skill အဲ့တော့ကျွမ်းကျင်မှုနဲ့လေကျွန်တော်တို့ကအဝတ်ပြုရတယ်ဆိုပါတော့ကိုဝန်ထမ်းကလည်းပဲနော်လူနဲ့အဝတ်ပြုတယ်ဆိုတဲ့နေရာမှာတကယ်ကိုသူ့ရဲ့ customer service ကို तू ကကျွမ်းကျင်တဲ့သူ့လုပ်ငန်းအပေါ်မှာပိုင်ပိုင်နိုင်နိုင်ရှိတယ်သူ့ product ကို तू ကောင်းကောင်းရှင်းပြနိုင်တယ်ဆိုရင်ဖောက်တယ်ကျင်တတ်မှာအဲ့လိုမဟုတ်ဘဲနဲ့ရောင်းတဲ့ရောင်းဝန်ထမ်းကနော်မရောင်းတတ်ဘူးတိတ်မပြောမဆိုတတ်ဘူးအစရှိတဲ့ပြည်ဒီလို ဆိုလိုတာက scale မရှိဘူးပေါ့ဗျာเนาะအရင်သွေးမရှိဘူးเนาะအဲ့ဒါဆိုလို့ရှိရင်ဘာဖြစ်လာမလဲဆိုတော့ဖောက်တယ်မကျင်တတ်ဘူးဒါကြောင့်ကိုကျွမ်းကျင်မှုတွေရာလေပဲเนาะကိုယ့်ရဲ့ဖောက်တယ်တွေကိုဒါ နှွေးထွေးစွာအဲ့ဝတ်ပြုတယ်ဆိုတာမမေ့ပါနဲ့အဲ့တော့ကျွန်တော်ဒီကောချောရရင်၃ခုပါကျွန်တော်တို့ကလူနဲ့နေဖောက်တယ်ကိုအဲ့ဝတ်ပြုတာမျိုးမဟုတ်ပါဘူး system နေနဲ့လည်းအဲ့ဝတ်ပြုလို့ရတယ်နောက်ထပ်ကျွန်တော်တို့ကအဲဒီခုန scale ပေါ့နော်ကိုယ့်ရဲ့ဒီအည်သွေးတွေနဲ့လေကို product ရဲ့အည်သွေးတွေနောက်ခုနပြောတဲ့လူတွေရဲ့အည်သွေးတွေ system ရဲ့အည်သွေးတွေအဲ့ဒီအည်သွေးတွေနဲ့လေ customer ကို service ပေးလို့ရတယ်ဆိုတာဒီပြောချင်တာပါကျွန်တော်တို့ LGDI မှာเนาะအယောင် champion နဲ့ပတ်သက်တဲ့ဒီ customer service အပါအဝင်ပေါ့เนาะနောက် marketing နဲ့ပတ်သက်တာအယောင် champion တင်တန်းကြီးရှိပါတယ်ဒီအယောင် champion တင်တန်းကြီး င်တန်းကြီးကလည်းကျွန်တော်တို့လာစဉ်เนาะဖွင့်လှစ်ပေးနေတာရှိပါတယ်ဒီတင်တန်းနဲ့ပတ်သက်လို့မိတ်ဆွေတို့စိတ်ပါဝင်စားရတဲ့ဆိုရင်အခုဒီဗီဒီယိုရဲ့အောက်မှာ yes လို့မှတ်ခဲ့ပေးပါကျွန်တော်တို့ admin တီးကပြန်လဲဆက်သွယ်ပေးပါလိမ့်မယ်ကျေးဇူးတင်ပါတယ်